အားလုံးမင်္ဂလာပါဖို့ reference ဆိုပြီးတော့ကြိုးစားပါတယ်ဒီဒီဘက်ကျွန်တော်တို့ဒီစနေဒီကုနေမှာဆိုရင်ပရီးမီးယားလိပွဲစဉ်ခုနှစ်ဆက်ပြီးတော့ကစားကြမယ်ဒီဒီဘက်ပြပြဆိုရင်ကျွန်တော်တို့ဒီဂျာထဲမှာဆိုရင်နှစ်ပတ်နာမည် international play အာနှစ်ပတ်နာမည် international international play မလာခင်မှာဆိုရင်နောက်ဆုံးပွဲစဉ်တွေကစားကြမယ်စနေနေ့ညမှာဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်ခုဖြစ်ညနေခင်း6:00နာရီမှာဆိုရင် league net စပါးနဲ့ပွဲရှိတယ်ရှစ်ခွဲမှာဆိုရင် arsenal နဲ့ကျွန်တော်တို့ဒီ west ham united နဲ့ကျွန်တော်တို့ sunderland ရဲ့ပွဲစဉ်ဒီပွဲရုံးမဲ့ဆိုရင်ရှိတယ် တနင်္ဂနွေနေ့ညမှာဆိုရင်တစ်ဖက်ကဗနက်ဖွင့်တဲ့ Mercedes ပွဲလဲမဲဆိုရင်ရှိတယ်ဆော်တီပွဲပွဲကြုံမြင်နေအာပြောကြည့်အောင်ဒီနေရာမှာစနေနေ့ညနေခင်း6နာရီမှာဆိုရင်လိနက်စပါနက်ပွဲရှိတယ်ဒီပွဲကိုကြည့်မယ်ဆိုရင်လီရဲ့ကျွန်တော်ပြောမယ်ဆိုရင်အင်ကွင်းမှာဆိုရင်ကစားရမယ်ဒီနေရာမှာဆိုရင်စပါးကိုကြည့်မယ်ဆိုရင်ဒီပွဲကပြောမယ်ဆိုရင်သူတို့ကနိုင်ဖို့လိုအပ်တဲ့ပွဲစဉ်လို့အာပြောလို့ပြောမယ်ဆိုရင်ရနေပြီစပါးကိုကြည့်မယ်ဆိုရင်ဆုံးပွဲစဉ်မှာဆိုရင်သူတို့ကပြောမယ်ဆိုရင်တကယ်ကိုမှအာနိုင်ဖို့ရအောင်မယ်ဆိုရင်ရုံးကန်တွေရတွေ့ရတယ် စပားကိုကြည့်မယ်ဆိုရင်သူတို့ကရောင်းမယ်ဆိုရင်ဂျာရက်မာဆိုရင်ဒွန်တက်စကာကိုအဲ3စီးနဲ့နိုင်တယ်ဒီနေရာမှာဆိုရင်စပားကိုရံွယ်ပြိုင်ပွဲထိတုံးကုန်းမှာဆိုရင်ပြမဲဆိုရင် တေးတုံးပွဲစတိုက်ကြာထားတွေ့ရတယ်ဒီနေရာမှာဆိုရင်အပွဲမှာဆိုရင်စပားကရောင်းမယ်ဆိုရင်နောက်ကအသက်တန်လိုက်စားပြီးတော့တမက်ရောင်းမယ်ဆိုရင်အသက်တန်ယူခဲ့ရတယ်စပားကိုကြည့်မယ်ဆိုရင်ဒီပွဲကရောင်းမယ်ဆိုရင်သူတို့ကတကယ်တော့မနိုင်ဖို့လိုတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီနေရာမှာဆိုရင်ပြမဲတင်ကပြမဲဆိုရင်လိအာလိကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာဆိုရင်သူတို့ကရောင်းမယ်ဆိုရင် ဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်။ဟုတ်တန်တက်အနေနဲ့ကြည့်မယ်ဆိုရင်မဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်။လီဂ်ကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာဆိုရင်သူတို့ကနှစ်နှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ကြတယ်။နှစ်ပွဲရှုံထားတွေ့ရတယ်။ဒီနေရာမှာတက်စစ်ကိုကြည့်မယ်ဆိုရင်6ကိုရထားတယ်။ခန်စစ်ကိုကြည့်မယ်ဆိုရင်ကိုကိုထီရောက်မယ်ဆိုရင်ပေးထားရတာတွေ့ရတယ်။ဒီနေရာမှာစပောက်ကိုကြည့်မယ်ဆိုရင်ဒီပွဲစဉ်ကရောက်မယ်ဆိုသူတို့ကနိုင်ဖို့ရလိုတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒီနေရာမှာဆိုရင်အနာယူနိုင်မလားအဲစောင့်ကြည့်ရမယ်။ ဒီဘာမှဆိုရင်စပါးကိုကြည့်မယ်ဆိုရင်ကိုရားဖို့ရကအောင်မဆွေမှာခက်ခက်လို့ကျွန်တော်လည်းမြင်မိတယ်။လေးကိုကြည့်မယ်ဆိုရင်ခန်စစ်ပန်းကကိုကိုထီပေးထားရတယ်။ဒီနေရာမှာစပါးကိုကြည့်မယ်ဆိုရင်ဒီခန်စစ်ကိုကိုသိမ်းဖို့ရကအောင်မဆွေဒါကြည့်တော့မခက်ခဲလောက်ဘူးဒီနေရာမှာဆိုရင်စပါးကိုကြည့်မယ်ဆိုရင်ဒီပွဲစဉ်ကအနိုင်နိုင်မလားအဲစောင့်ကြည့်ရမယ်။နောက်ဆုံးနောက်ဆုံးတွေ့ထားရမယ်ဆိုရင်လေးရဲ့အကွက်မှာဆိုရင်စပါးက14နဲ့ကိုပြက်နိုင်ကိုပြက်နိုင်ထားတယ်ဒီချိန်မှာစပါးကိုကြည့်မယ်ဆိုရင်အဲအနိုင်နိုင်မလားအဲစောင့်ကြည့်ရမယ်စပါးကိုကြည့်မယ်ဆိုရင်ဒီပွဲစဉ်အောင်မဲ့တို့ကနိုင်ဖို့ရကအောင်မဲ့ဆိုရင်လိုအပ်တယ်နေရာမှာဆိုအနိုင်သုံးမဲ့ ယူနိုင်မလားအဲကြည့်ရမယ်နောက်တစ်ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အာဆင်နယ်နဲ့ကျွန်တော်ဒီပွဲဆိုင်ရပွဲစဉ်ဖြစ်တယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်ညနေည၈ခွဲမှာကြံမယ်အမ်ရီမှာပြောမယ်ဆိုရင်ကစားမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီပွဲကအမဲဆိုရင်သူတို့ကအာတိတ်ပြောင်းအမဲဆိုရင်ခက်ခဲဖို့ရကအမဲဆိုရင်မရှိလောက်ဘူးဝဆန်းကိုကြည့်မယ်ဆိုရင်သူတို့ကအမဲဆိုရင်ဒီပြားအပြောင်းလဲအာပြုလုပ်ထားတာတွေ့ရတယ်ဒီနေရာမှာပြီးခဲ့တဲ့ပတ်မှာဆိုရင်သူတို့ကအဖာတန်ကိုတေးအာခံစားထားတယ် ဒီနေရာမှာဟာဆိုရင် WhatsApp ကိုကြည့်မှရဆိုရင်ဘလောက်ပဲနေပြပြောင်းလဲပါစေအာဆင်နယ်အကွင်းမှာဆိုနိုင်ပွဲရခဲ့အောင်မဲ့ဆိုရင်မလွဲလာဘူးမဲ့ဆိုရခိုင်တော့တကယ်မှနေပါလုံးတာတွေ့ရတယ်အာဆင်နယ်ကိုကြည့်မှရဆိုရင်တို့ကဒီပွဲပြီးပြီဆိုရင်တို့ကနှစ်ပတ်နားရမယ်ဒီနေရာမှာဆိုရင်ဒီပွဲကိုတို့ကအယုံဆက်ပြီးတော့အပြည့်ရောအယုံဆက်လာပွားဆက်လာမှာပြောမဲ့ဆိုရင်အသေးကြပဲဒီနေရာမှာဆိုရင်နောက်တန်းနေရာမှာဆိုရင်ပြောမဲ့ဆိုရင်ဂါဘီယယ်ပါပါအဲစောင်းကြည့်ရမယ်ဒါအပြင်ကွင်းလက်မှာဆိုရင်တို့ကဒီကီလန်ဝတ် ပြန်ပြီးတော့မဆိုရင်ပါလာဖို့ရအောင်မဲ့ဆိုရင်ရှိတယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မဲ့ဆိုရင်ဒီဘောကပြောမဲ့ဆိုသူတို့ကအင်ကွင်းမှာဆိုရင်ကစားရမယ်တပတ်ကကျွန်တော်တို့ဒီဝက်ဆန်ကိုကြည့်မဲ့ဆိုရင်သူတို့ကနောက်ဆုံးကျွန်တော်တို့ဒီ၅ဘွဲမှာဆိုရင်အာတပွဲနိုင်တယ်တပွဲတည်ကြတယ်၃ဘွဲတိပြောမဲ့ဆိုရင်ရှုံးထားတွေ့ရတယ်ဒီနေရာမှာဆိုဝက်ဆန်ကိုကြည့်မဲ့ဆိုရင်သူကနေပြပြောင်းလဲပြုတ်ထားတာဆိုတော့ကအမှန်ပဲဒါပေမဲ့အဲဘလောက်ဝင်အောင်မဲ့ဆိုရင်ပြပြောင်းလဲပါစေအာဆင်နယ်ရောမဲ့ဆိုရင်သူတို့အင်ကွင်းမှာဆိုနိုင်ဖို့ရအောင်မဲ့ဆိုရင်မလွယ်ဘူးဗျာဒီဘက်မှာအာဆင်နယ်ကိုကြည့်မဲ့ဆိုရင်ပြောမဲ့ဆိုရင်နိုင်ဖို့ရကတားချီရောခက်ခဲဖို့ရအောင်မဲ့ဆိုရင်မရှိဘူးနေရာမှာဆိုရင် ကိုပြန်ပြက်အာဒါပဲရောက်မဲ့ဆိုရင်စောင့်ကြည့်ရမယ်ပြီးခဲ့တဲ့ရာသီကကြည့်မဲ့ဆိုရင်ကျွန်တော်တို့ဒီဝက်ဆန်ကအာဆင်နယ်အကွင်းမှာဆိုရင်ဇီဝန်နဲ့တထားတွေ့ရတယ်ဒီချိန်မှာဆိုရင် MS အလွတ်ပြောင်းနိုင်ဖို့ဆိုတော့ကျွန်တော်ဆိုရင်တအားကြည့်တော့အာလွယ်ကူနေတာမတွေ့ရဘူးဒီနေရာမှာအာဆင်နယ်ကိုကြည့်မဲ့ဆိုရင်ဝက်မှာဆိုရင်သူတို့ကကိုပြန်ပြက်အာဒါပဲရောက်မဲ့ဆိုရင်စောင့်ကြည့်ရမယ်ဒါအပြင်အာဆင်နယ်ကိုကြည့်မဲ့ဆိုရင်ဒီပွဲကမဲ့ဆိုရင်လုံးဝအမှားလို့လို့မရဘူးဘာလို့လဲဆိုတော့ဖက်ကကျွန်တော်တို့ဒီ Chelsea နဲ့ဒီပါဝင်မဲ့ဆိုရင်တိတိုက်တို့နေတာတွေ့ရတဲ့ Arsenal ကိုကြည့်မဲ့ဆိုရင်မဲ့ဆိုရင် Airway ကိုသူတို့ကခွင့်ရယူပွဲအောင်မဲ့ဆိုရင်လိုအပ်တဲ့ဒီဘက်မှာ Arsenal ကိုကြည့်မဲ့ဆိုရင်အနိုင်နိုင်မလားစောင့်ကြည့်ရမယ်ဒီဘက်ကိုကြည့်မဲ့ဆိုရင်အရှိခွင့်မရအောင်မဲ့ဆိုရင်ကစားမယ်နောက်တစ်ပွဲကိုကြည့်မဲ့ဆိုရင်နောက်တစ်နေ့ကျွန်တော်ဒီ Arsenal ရဲ့ဘုံမဲ့ဆိုရင်ပွဲစဉ်ဖြစ်တဲ့ဒီဘက်ကိုကြည့်မဲ့ဆိုရင် Otto ဘုံမှာဆိုရင်ကစားရမယ် United ကိုကြည့်မဲ့ဆိုရင်ပြောမဲ့ဆိုရင်ဒီပွဲကပြောမဲ့ဆိုရင်သူတို့ကတကယ်ကိုမှအာနိုင်ဖို့ရအောင်မဲ့ဆိုရင်လိုအပ်တဲ့ဒီနေရာမှာဆိုရင် ဒီတစ်ပတ်မှာဆိုရင်တစ်ပတ်ကကျွန်တော်တို့ဒီဒီယူကာဆယ်အက်စတွန်ဗီလာဒီလိုမျိုးတင်းနေတာနိုင်ပြီးတော့သူတို့ကရှုံးခဲ့မယ်ဆိုရင်အဆင့်ကိုကြည့်မယ်ဆိုရင်အောက်ထိရောက်မယ်ဆိုရင်ဆင်ရဖို့ရအောင်မယ်ဆိုရင်ရှိတယ်ယူနိုက်တက်ကိုကြည့်မယ်ဆိုရင်ဒီဘောကရောက်မယ်ဆိုရင်သူတို့ကလုံးဝအမှတ်ရောလို့ရောက်မယ်ဆိုရင်မရဘူးရောက်မယ်ဆိုရင် နိုင်မှောက်ရောက်မယ်ဆိုရင်ရမယ်ဒီနေရာမှာဆိုရင်အာမော်ဒယ်ကိုကြည့်မယ်ဆိုရင်ဒီပွဲကရမဆွေသူက90ဖြစ်စေရှုံးသည်ဖြစ်စေအာထုတ်ခံနေခြင်းမရှိဘူးဆိုပြီးသိရတယ်အာမော်ဒယ်ကိုကြည့်မယ်ဒီပွဲဆက်ရမဆွေသူကလန်နန်ရှုံးရမဆွေရတုမှာဆက်ရှိပေါ်ရမဆွေတကယ်မှရခိုင်တို့များတွေ့ရတယ် ေရာတက်ကိုကြည့်မယ်ဆိုရင်ပီကတ်ဘက်ကရုံးမယ်ဆိုရင်သူတို့ကတစ်ဖက်ကဟိုဟာကိုအာ brand ဖို့ကိုရုံးမယ်ဆိုရင်ကိုပြက်အာရှုံထားတယ်ဒီဂျေမှာဆိုရင်သူတို့က center line ကိုရုံးမယ်ဆိုရင်အကွေ့မှာဆိုရင်ကစားရလက်ခံကစားရမယ်တစ်ဖက်ကကျွန်တော်တို့ဒီ center line ကိုကြည့်မယ်ဆိုရင် center line ကရုံးမယ်ဆိုရင်တကယ်တော့ post account တစ်ခုအာပြတ်တနေတာတွေ့ရတယ် center line ကိုကြည့်မယ်ဆိုရင်သူတို့ကရုံးမယ်ဆိုရင်တန်တက်လာတယ်ဒီနေရာမှာဆိုရင် premier league မှာဆိုရင်သူတို့က၃ဘွဲကစားတယ်၂ဘွဲ၃ဘွဲ၃ဘွဲနိုင်တယ်ဆိုပါ၃ဘွဲနိုင်တယ်၂ဘွဲတကြတယ် တော့ဆိုတဘောပဲရှုတ်ထားတွေ့ရတယ်ဆန္ဒလက်ကိုကြည့်မယ်ဆိုရင်ခက်စက်ခက်စက်ဘန်းကအမဆိုရင်လေးခုပဲပြေးထားရတယ်ဒီဒီနေရာမှာဆိုရင်အက်ခက်စက်ကိုကြည့်မယ်ဆိုအာဆင်နယ်ပြည့်ရအောင်မှာဆိုရင်အကောင်းဆုံးခက်စက်လို့ပြောလို့ရတယ်ဆန္ဒလက်ကိုကြည့်မယ်ဆိုရင်ဘာဆိုတကယ်မှအသင်းကောင်းလို့ပြောလို့အသင်းကောင်းလို့အမဆိုရင်အာပြောလို့ရတယ်ဒီနေရာမှာသူတို့ရဲ့ကွင်းထဲမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီဂျာကာကိုကြည့်မယ်ဆိုလေဟာခြေစွမ်းပြနေတာတွေ့ရတယ်ယူနိုက်တက်ကိုကြည့်မယ်ဆိုရင်အမဆိုရင်ဒီပွဲကရောမဆိုရင်အင်ကွင်းမှာကစားရမယ်ဒီနေရာမှာဆိုရင်လက်ရှိချိန်မှာဆန္ဒလက်ဆန္ဒလက်အမဆိုရင်ဖုန်ကောင်းတစ်ခုကိုသူကရှင်းနိုင်ပါမလား အာတိတ်ပြုံးမဲ့ဆိုရင်မသေးကြဘူး United ကိုကြည့်မဲ့ဆိုရင်ဒီဘုကကြောင့်မဲ့ဆိုတော့တကယ်မှနိုင်ဖို့ရအောင်မဲ့ဆိုရင်လိုအပ်တယ်ဒီနေရာမှာသူတို့ကိုကြည့်မဲ့ဆိုရင်အောင်မဲ့ဆိုရင်နိုင်မနိုင်ပါမလို့မဲ့ဆိုအမှတ်ကန်ချက်တော့အာမရှိဘူးဒီဘက်ကဆန္ဒလိုင်းကိုကြည့်တကယ်မှအသင်းကောင်းတဲ့ဖြစ်နေတာတွေ့ရတယ်နေရာမှာ United ကိုကြည့်မဲ့ဆိုရင်အနိုင်နိုင်မလားအဲစောင့်ကြည့်ရမယ်ဒီဘုကကိုကြည့်မဲ့ဆိုရင်ရှစ်ခွမှကြံမယ်ဥထုံးမှကစားမယ်နောက်တစ်ပွဲကိုကြည့်မဲ့ဆိုရင်ကျွန်တော်ဒီစနစ်တင်ကူရင်းညမှာကြံမဲ့ကျွန်တော်ဗနက်ဖွင့်တဲ့ City ပွဲစဉ်ဖြစ်တယ်ဒီဘုကကိုကြည့်မဲ့ဆိုရင်တင်ကူရင်းညဆက်တိုင်းမှာကစားမယ်ဗနက်ဖွင့်အကွင်းမှာဆိုရင်အဲကစားရမယ် မန်စီးတီးကိုကြည့်မယ်ဆိုရင်ဒီဘွက်ကရောက်မယ်ဆိုတကယ်ကိုမှအနေရများတဲ့ပွဲလို့ပြောလို့ရတယ်ဒီနေရာမှာဆိုအမှတ်လုံးအမှတ်ပြောမယ်ဆိုရင်လုံးဝအာရောလို့မရဘူးမန်စီးတီးကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီဂျာယာမှာဆိုရင်သူကမိုနာကိုကိုသေးတာရရှိခဲ့တယ်ဒီနေရာမှာဗရန်ဖို့ကိုသူကဆက်ပြောက်ယူခင်ရင်းဆိုင်ကစားမယ်ဗရန်ဖို့ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီယာတီမှာဆိုရင်သူတို့ကရောက်မယ်ဆိုရင်အာပေါ်စကန်ခုရောက်မယ်ဆိုရင်ကြားနေတာမတွေ့ရဘူးပြီးခဲ့တဲ့ဘက်မှာဆိုရင်သူတို့ကရောက်မယ်ဆိုရင်နောက်တစ်ကိုအဲအေဂူမှာဆိုရင်ကိုပြက်နိုင်ထားတွေ့ရတယ် အဲ့ရင်မှာဆိုရင်တို့ကကျွန်တော်ဒီ Chelsea ကိုအမက်ဆိုရင်တေခံစားထားတယ်။ဗရန်ဖို့ကြည့်မှဆိုရင်ဒီရသည်မှာအတင်းချင်းအတင်းကိုအမက်ဆိုတို့ကအင်ကွင်းမှာဆိုရင်ဒုက္ခပြထားတွေ့ရတယ်။ဒီချိန်မှာဆိုရင်ဗရန်စီးနဲ့အမက်ဆိုရင်တွေ့ရမယ်။ဒါအပြင်ကျွန်တော်ဒီ Man City ကိုကြည့်မှဆိုရင်ဗရန်ခွန်းတွေ့ဗရန်ခွန်းနဲ့အဲတွေ့ပြီဆိုရင်အနေငယ်အမက်ဆိုရင်ရုံးခဲ့တဲ့အစင်တစ်ခုတော့အရှိထားတယ်။ဒီချိန်မှာဗရန်ဖို့ကိုကြည့်ဆို Man City Man City ကိုတို့ရဲ့အင်ကွင်းမှာဆိုရင်အဒုက္ခစက်ပြီမလားစောင့်ကြည့်ရမယ်။ဒီပမာဆိုရင်ကျွန်တော်ဒီ Man City ရဲ့လူစင်းမှာဆိုရင်တစ်ခါကကျွန်တော်ဒီ Chagi Banya တော့အာပြန်ပါလာဖို့ရအောင်ပဲဆိုရင် ပြန်ပါလာဖို့ရအောင်မယ်ဆိုရင်ရှိလောက်တယ်ဒီနေရာမှာစစ်တစ်ကိုဘယ်လိုမျိုးပွဲထွက်လာမလဲအဲစောင့်ကြည့်ရမယ်ဒီနေရာမှာဆိုရင်မက်စစ်တစ်ကဒီပွဲရအောင်မယ်ဆိုတကယ်မှအယုံဆိုင်ပြီးကစားမယ်ဘရန်ဖို့ကြည့်မယ်ဆိုရင်တမဲဆိုရင်သူတို့ကရမယ်ဆိုရင်အာခက်စစ်ကိုကြည့်မယ်ဆိုရင်အမစကယ်ကမှအဲကောင်းကောင်းကောင်းတာကောင်းတာတွေ့ရတယ်ဒါကဗဒမ်ဘကိုကြည့်ဆိုမဲ့ဗဒမ်ဘကိုကြည့်မဲ့ဆိုတော့ကအဲကောင်းတာတွေမှာဆိုရင်တကယ်ကမှအလုတ်ဖြစ်နေတာတွေ့ရတယ်ဒီနေရာမှာဆိုရင်စစ်တကိုကြည့်မဲ့ဆိုရင်ဒီပွဲမှာဆိုရင်တကယ်ကမှ အယုံဆိုင်ကစားမယ်အမဲဆိုရင်လုံးဝအမှတ်ရလို့မရဘူးဒီနေရာမှာဆိုရင်အမှတ်ပြပြနိုင်မလားအဲစောင့်ကြည့်ရမယ်ပြီးကြတဲ့ကျွန်တော်ဒီကကြည့်မယ်ဆိုရင်ကျွန်တော် brand focus မှာသူတို့ရဲ့ aim မှာဆိုရင် man city ကိုအာတူတူနဲ့မဆိုသေးခန်းစားထားတာရှိတယ်ဒီစိမ်းမှာဆိုရင် man city ကိုမဆိုသူတို့ဘယ်လိုမျိုးဒုက္ခပေးုံလဲအဲစောင့်ကြည့်ရမယ်ဒီဘောကြည့်မယ်ဆိုရင်ကျွန်တော်ဒီအညာ၁၀နိုင်မှာကြံမယ်တင်းကုန်ညာ၁၀နိုင်မှာကြံမယ်ဆိုတော့ဒါကအမှတ်ဆိုရင် premier league ပုံစံခုနကပုံစံပြောလာအလုံးမကျွန်တော်ခုပါကောင်းတော်နေဒီပါဆိုတော့ဘယ်လိုမလဲ